ခုနှစ်ရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။မြမရိုးရပေးရင်ချင်းနေမှကြိုးဆိုပါရစေ။ဒီနေ့မှာတော့ဗုဒ္ဓဟူးသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီရပေရင်မှဟောကြားထားသော1380ခုနှစ်ခုနှစ်အတွက်တနစ်စာဟောစတဲ့ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။ အစီအစဉ်လေးမစခင်မှာတဝီစေတနာတဝီမြစ်တာဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေအတစ်တင်တိုင်းသိရအောင်လဲဘေးနာကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်ဗုဒ္ဓဟူးသားသမီးများအတွက်တနစ်စာ hostel ကံဤသဘော ယခုနှစ်1389ခုနှစ်ဗုဒ္ဓဟူးသသမီးများအတွက်အတက်နည်းနဲ့တိုက်ဆိုင်နေသောနေ့နံဖြစ်နေတာကြောင့်အတားစားပါမယ်။ကောစာရဲ့မယနာအိမ်ကိုလည်းကြားရောက်နေသောနှစ်ဖြစ်တာကြောင့်ဗုဒ္ဓဟူးသသမီးများအထူးဂရုစိုက်နေထိုင်တဲ့သောနှစ်တစ်နှစ်ဖြစ်ပါသည်။ ဒီလိုကိန်းဒီလိုကံတွေဟာခုနှစ်နှစ်တခါကြာရောက်တတ်တာမို့တိတ်ပြီးစိုးရိမ်မနေစေခြင်းပါ သူကဏ္ဍသူနေရာအလိုက် အာတာချက်အာနေချက်ဆိုတာနေအလိုက်နှစ်စင်ရှိကြစမြဲပါကံဤသဘောတရားနဲ့ဆောင်ရန်ဆောင်ရန်တွေကိုကြိုတင်သိနှင်ထားသူများဖို့မိမိအတွက်အာတာစေသော ကောင်းကျိုးဖြစ်စေသောကံများကိုအလွယ်တကူရွေးချယ်ပြုလုပ်နိုင်ပြီးကံအညံ့များကိုလည်းအလွယ်တကူရှောင်ရှားနိုင်ပါလိမ့်မည် ကျွန်တော်အနေနဲ့ကတော့ကံအဆိုးကောင်းဆိုတာဟောစာရမ်းမှာပါနေတာကိုစိတ်ညစ်တာစိတ်တက်ကြတာမျိုးမဖြစ်စေချင်မှဖြစ်မလာသေးတဲ့စိတ်ညစ်စရာများကိုဖြစ်မလာအောင်ကြိုတင်ကာကွယ်ဖို့အတွက်ဖြစ်စေချင်ပါသည် ယခုနှစ်ဗုဒ္ဓဟူးသားသမီးအနေနဲ့ဘဝရုံးကန်ရမှုတွေအခက်အခဲတွေစိတ်ဖြစ်စည်းမှုနဲ့တာဝန်ယူရမှုတွေများပြားမဲ့ခုနှစ်မျိုးလို့ဆိုရပါလိမ့်မယ်ဇွဲဆိုတာဘာလဲဆိုပြီးအခက်အခဲဆိုတာတွေကိုစိန်ခေါ်ဖြစ်ကြော်ရမယ်နှစ်မျိုးဖြစ်ပါတယ်အဲ့လိုဇွဲဖြင့်တီးခံဖြတ်တန်းနိုင်မှသာအဆုံးမှာအောင်မြင်မှုရတတ်သောကာလမျိုးဖြစ်ပါတယ် စိတ်မရှိတာစိတ်တက်ကြလွယ်တာတွေဒီနှစ်မှာလုံးဝစင်ကျင်ရပါလိမ့်မယ်။ဘာသာရေးຫນွယ်ဝင် ဖုန်ကြီးရဟန်းများနဲ့တီလာရှင်ဆရာလေးများအတွက်ယခုနှစ်ဟာចောင်းဆောင်တက်များယခုထက်သာလွန်တဲ့နေရာများတွင်သတင်းသုံးရတတ်ပါသည်။ဖုန်းတကူကြီးလာတက်ပြီးသာသနာရေးရာလုပ်ငန်းများတွင်အောင်မြင်လာတတ်ပါတယ်။တချို့လူပုဂ္ဂိုလ်များလည်းယခုလိုကံမျိုးကြုံလာသည့်အခါကံညက်များတတ်တာအောင်ယဟန်းဝတ္တာတီလာရှင်ဝတ္တာမျိုးပြုတတ်ကြပါသည်။ ဝိဖို့ခက်ခဲရှိတဲ့ဗုဒ္ဓဟူသားသမီးများအနေနဲ့ဘာသာရေးကုသိုလ်ရေးအမျှပေးဝေတာမေတ္တာပို့တာတွေပြုလုပ်ပေးရမည်။နေ့စဉ်လုံနိုင်နေ့စဉ်နေ့စဉ်မလုံနိုင်ရင်တပတ်တစ်ခါမိမိနေ့တွေမှာ ပြုလုပ်ပေးပါ။ကိုကျင့်တီလာပြည့်စုံအောင်နေထိုင်ရမည်။ပရိပဋ္ဌာန်အဋိဌံဝင်ရမည်။အကုသို့ဖြစ်စေသောအစာတောက်အပြောဆိုပြုမှုအလုတ်ကင်အားလုံးစင်ကျင်ရမှာဖြစ်ပါသည်မိမိနည်းနှင့်လာပြေလာွယ်နေများတွင်တသက်လွတ်စားပါ တက်နိုင်တဲ့ဘက်ကလှူတာကုသိုလ်ပြုတာစေတနာထား၍လှူဆောင်ပေးတာလေးတွေကမိမိကိုကောင်းမှုကံလေးတွေပေါ်လာစေမှာပါစိတ်ရှိရှိဖြင့်နေထိုင်တာမိမိကိုယ်ကိုအနာပေးအနာယူတာတွေပြုလုပ်နေထိုင်ပါစွန့်စွန့်စားစားလုပ်ရမယ့်အလုပ်မျိုးတွေတက်နိုင်သမျှရှောင်ပါ ရာဟိတလုပ်ငန်းများလှူဆောင်ပေးပါအများနဲ့ပူးပေါင်းဆောင်ရွက်ပါလောဘဒေါသစိတ်တွေလျှော့၍နေထိုင်ပါဘာသာရေးကုသိုလ်ရေးအမျှဝေးမေတ္တာပို့ပါအမြဲတမ်းတရားနံကုံသုံးပါမမေ့ပါနဲ့အတစိတ်တွေတက်နိုင်သမျှရှင်းချပစ်ပါယခုနှစ်ဟာဘာသာရေးလုပ်ငန်းများတွင် အခြားနေနံများထက် အောင်မြင်တတ်ပါれဘာသာရေးမမိမလျော့သောဗုဒ္ဓဟူသားသမီးများယခုနှစ်ကံညံ့များကင်းပြီးကံစားတာများပို၍ကောင်းလာစေနိုင်မှာဖြစ်ပါသည် လူမှုရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေဖြင့်မိမိကိုတာဝန်ယူစေခိုင်းလိုမှုများအပေါ်တက်နိုင်သမျှအာမခံမလွယ်သင့်ပါအလိုလိုနေရင်တာဝန်ယူစေလိုသူခိုင်းလိုနှိမ်လိုသူအမုန်းပွားလိုစိတ်ပေါ်လာနေတတ်သောကောစာနှစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်လဲဗုဒ္ဓဟူးသားသမီးများအနေဖြင့်လူမှုဘဝတွေမှာအနေနီးဆက်တဲ့ဝင်းကျင်အတိုင်းဝိုင်းတွေနဲ့တဟာစရာဖြစ်မှုနှဲပါတက်ပြီးငွေရမဟုတ်သောနေရာမျိုးရဝေးနေရာတစ်တွေမှာအဆင်ပြေတာမျိုးရှိတတ်သည် ယခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေဖြင့်နာရေးအိမ်သွားခြင်းတင်ချိုင်းမြေနှင်းခြင်းများတတ်နိုင်သမျှရှောင်ပါမဖြစ်မနေသွားရပါကပြန်ရောက်သည့်အခါတယောကင်ပွန်းနှင့်ခေါင်းဆေးလိုက်ပါယခုနှစ်ဗုဒ္ဓဟူးသားသမီးအများစုကစိတ်အဆင်မပြေမှုအဖြစ်များတတ်ပြီး မိမိကိုယ်ကိုယုံကြည်မှုအားနည်းတက်လာနိုင်ပါတယ်။စိတ်အစဉ်မပြေမှုက တိုးတက်နိုင်သောကံကိုအားနည်းစေပြီးလုံသမျှတွေမှာယုံကြည်မှုခိုင်မာအောင်ကြိုးစားသင့်ပါသည်။ဒါကြောင့်လည်းယခုနှစ်ဟာဇွဲရှိဖို့အဓိကလိုအပ်တာဖြစ်ပါတယ်။ယခုနှစ်မိမိအနီးဝန်းကျင်မှာရှိတဲ့သူများရဲ့ဖိအားပေးမှုခံရတတ်တာတွေ၎င်းတို့နဲ့အမြင်ဝါဒသဘောထားမတူညီတာတွေဖြစ်လာနိုင်ပါတယ်။ ယခုနှစ်ကာလထဲမှာခီးသွားရတာတွေစိတ်ပြောင်းလဲမြန်တာတွေဟူပြောင်းဒီပြောင်းပြောင်းလဲရတဲ့အခြေအနေတွေနဲ့ကြုံရနိုင်ပါတယ်။ယခုနှစ်ကာလအတွင်းနာယေးကိုအကြောင်းပြု၍ခီးသွားရတတ်သည့်မိမိနဲ့နီးစပ်ဆက်နွယ်မှုရှိသူတွေထဲမှာလည်းနာယေးကိစ္စကြုံရတတ်သည့်အရက်တည်းတောက်တုံးချင်းခြေလေးချောင်းသားအမဲသားဝတ်သားစားခြင်းတက်နိုင်သမျှယခုနှစ်မှာရှောင်ကျင်ပါပါနာတိပါရာကံကိုဒီနှစ်အထူးစောင့်ထင်းစေခြင်းပါသည် ယခုနှစ်ဟာဗုဒ္ဓဟူးသသမီးများအတွက်နိုင်ငံရဲ့ခြားလူမျိုးခြားအကျိုးပေးပါလိမ့်မည်။မြေကိစ္စများ၊အငွေကိစ္စများဆောင်ရွက်ရတတ်သည့်ကောင်းသောနေရာဌာနများသို့ပြောင်း၍နေထိုင်ရတာမျိုးတွေကြုံရတတ်ပါတယ်။ဘဝအတွက်အမှတ်ရစေသောအရေးပါသောအသိပညာသို့မဟုတ်အတွေ့အကြုံများရတတ်မည်။ယခုနှစ်ဗုဒ္ဓဟူးသသမီးအများစုဟာလောကရန်တရားနှင့်အနီးဆက်ဆုံးရှိသည့်နိနံဖြစ်တာကြောင့်လောကရန်တရားကိုကြီးစွာ ခံစားရနိုင်ပါသည်။ တငါနာနီးတငါမူဆိုးနာနီးမူဆိုးဆိုသလိုနီးစက်ရဝင်းကျင်ကောင်းမွန်သူတွေအဖို့ဒီတနှစ်ဟာကောင်းမွန်စွာပဲဖြစ်ကြော်နိုင်ပါလိမ့်မည်စီးပွားရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများရဲ့စီးပွားရေးကဏ္ဍမှာတော့ အတိုက်ခံပြိုင်ဆိုင်တိတ်များမဲ့ကာလမျိုးပါစီးပွားရေးပြိုင်ဆိုင်မှုတွေပေါ်လာနိုင်ပြီးအကျိုးစီးပွားကိုလူရဲ့လုံယူနေရသောအခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်သည်လုပ်ငန်းပိုင်းတွေမှာအကျိုးစီးပွားကိုရံဘက်ပြိုင်ဘက်တွေကြားကနေစ조사တိုက်ခိုက်ယူရမယ့်အနေအထားတွေဤတူရှိတတ်သည်ယခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေနဲ့အလုံးနေရာများလုပ်ငန်းပိုင်းများပြောင်းရွှေ့လိုသူများအတွက်အပြောင်းရွှေ့ကိစ္စများအဆင်ပြေတတ်သည့် ဌာနကံများကောင်းမွန်နေတာကြောင့်ကောင်းသောနေရာများတွင် နေထိုင်ရတတ်ပါသည်သို့သော ရာဟုသားသမီးတွေကတော့နေရာထိုင်ခြင်းကံကောင်းတော်လဲကိုလိုခြင်းနှစ်သက်နေသောအခြားစိတ်ပိုင်းကဏ္ဍတချို့ကို နေရာထိုင်ခြင်းကဏ္ဍကိုငဲ့ကွက်ပြီးစွန့်လွတ်ခွဲခွာရတတ်ပါတယ်ဥပမာအားဖြင့်ရာဟုသားသမီးများကိုလိုခြင်းနဲ့အလုရာဓုနေရာကောင်းမျိုးကိုရပေမဲ့ကိုချေရတဲ့သူတွေနဲ့ခွဲနေရတတ်သည့်ကံမျိုးကိုလာကြုံတွေ့ရတတ်သောနှစ်ဖြစ်သည် ယခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေဖြင့်တမာအာဇီဝကြသော လုပ်ငန်းမျိုးဦးစားပေး၍လုပ်ကိုင်တင်သည်ရဝေးလုပ်ငန်းရဝေးနှင့်ချိတ်ဆက်လုပ်ကိုင်ရသောလုပ်ငန်းနိုင်ငံခြားလူမျိုးခြားတို့နှင့်ဆက်ဆက်သော လုပ်ငန်းကျန်းမာရေးဆေးဝါးလုပ်ငန်း၊ကုန်သွယ်ရေးဆက်သွယ်ရေးပို့ဆောင်ရေးလုပ်ငန်း၊ယာတီပေါ်လုပ်ငန်းအငြင်းရန်သွားလာလုပ်ကိုင်နေရသော လုပ်ငန်းပရာဟိတလုပ်ငန်းများနှင့်အကျိုးပေးအဆင်ပြေတတ်ပါသည် ယခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေဖြင့်ယင်းဤမြုံနံမှုပိုင်းမှာလည်းအရင်းနှီးရလွယ်ခြင်းယင်းဤမြုံနံမှုမှအကျိုးခံစားရခြင်းများရရှိတတ်သောကာလဖြစ်ပါတယ်မိမိရဲ့ဆွေမျိုးနီးစပ်တော်သူထံမှဖြစ်စေလက်အောက်ငယ်သားတဦးထံမှချစ်ခင်သဖြင့်ကူညီပံ့ပိုးပေးခြင်းမျိုးကို၎င်းခံစားကြုံကြရတဲ့ချိန်လေးဖြစ်ပါတယ်ယခုနှစ်ဟာမိမိတူဦးရဲ့ရုန်းကန်မှုထက်တစ်ဖက်ဖက်က ထောက်ကူထောက်ပံ့ပေးမှုလေးတွေကြောင့် အဆင်ပြေစေနိုင်တဲ့အခြေအနေမျိုးတွေနဲ့ကြုံကြရနိုင်သော နှစ်တစ်နှစ်ဖြစ်ပေသည်မိသားစုရဲ့ယခုနှစ်ဗုဒ္ဓဟူးသားသမီးများရဲ့မိသားစုကဏ္ဍမှာကောင်းမွန်အဆင်ပြေနိုင်သောနှစ်ဖြစ်ပေလိမ့်မည်ရစရာရှိသောအငွေနှစ်ပစ္စည်းများရတတ်သည်အိုးအိမ်နေရာပြုပြင်ရခြင်း ပြောင်းရွှေ့ရခြင်းများကြုံရတတ်သည်ဗုဒ္ဓဟူးသားသမီးများယခုနှစ်မှာမိသားစုအပေါ်အထောက်အကူများစွာ ပြုပေးရတတ်သောနှစ်ဖြစ်သည်။နေအိမ်မှာရှိတဲ့ အောင်လငယ်သားများရဲ့အကျိုးပြုအကျိုးခံစားမှုများရတတ်သလို၎င်းတို့ရဲ့အောင်မြင်မှုများမြင်တွေ့ရနိုင်သောနှစ်ဖြစ်ပါသည်။နေအိမ်ကို အနောက်အရက်ကလူဝင်လူထွက်သတိပြုပါစက်ပစ္စည်းများနှင့်မိဆွေဟောင်းများဆွေမျိုးများနေအိမ်ကိုရောက်လာမည်။အိမ်မွေးတိရစ္ဆာန်ထွက်မီ နေရာထိုင်ခင်းရွှေပြောင်းနေထိုင်ရခြင်းဖြစ်တတ်သည်။မိသားစုဝင်တဦးဦးကျန်းမာရေးညံ့တတ်သည်။ဈေးဝါးနှင့် အစားအစာကောင်းများရတတ်ပါသည်။ ငွေကြေးကံယခုနှစ်ကောစာကံအရငွေကြေးကဏ္ဍပိုင်းတွေမှာဗုဒ္ဓဟူသားသမီးများအနေနဲ့ထီကန်ဆန်းမဲများပေါက်တလို့ငွေဝင်တက်သော အခြေအနေတွေရှိနေတတ်သည့်အငွေပစ္စည်းရတက်သောအခြေအနေမျိုးတွေလည်းကြုံရနိုင်ပါတယ်။ surprise ပုံစံငွေဝင်တက်ပြီးငွေကြေးသုံးစွဲမှုတွေအမှားယွင်းမဖြစ်ဖို့တတိပြုရမည်။ ငွေအလိန်ခံရခြင်းချင်းငားယူပြီးတောင်းရခက်ခဲခြင်းများဖြစ်တတ်ပါတယ်အထူးသဖြင့်တနာခြင်းအားနာခြင်းကနေဖြစ်တတ်တာကြောင့်ဒါလေးတွေဂယုပြုစင်ခြင်းမှာချစ်ခင်လိုရတတ်တဲ့ငွေကြေးများအောက်လက်ငယ်သားများရဲ့တိတက်မှုကနေရတဲ့ငွေကြေးရင်းနှီးမြုပ်နှံမှုကနေရလာနိုင်တဲ့ငွေကြေးစသည်များဝင်ရောက်ပြီးလုပ်ငန်းကနေရလာနိုင်တဲ့ငွေဝင်ကန်ကတော့ပင်ပန်းခံစူးစမ်းအားထုတ်ရတတ်ပါတယ်လူမှုရေးကဏ္ဍတွေမှာငွေကြေးအထွက်များတတ်ပါတယ် ကျမ်းမာရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများဂယုပြုရမယ့်ကံထဲမှာကျမ်းမာရေးကဏ္ဍကလည်းပါဝင်နေပါတယ်။စိတ်ပိုင်းဆိုင်ရာမာကျောဖို့တန်မာဖို့လိုအပ်ပါတယ်။စိတ်တက်ကြလာတဲ့အခါကျမ်းမာရေးညံ့များဝင်လာတတ်ပြီးရုပ်ပိုင်းပါတချောင်ချောင်ဖြစ်လာတတ်ပါတယ်။ဒါကြောင့်ယခုနှစ်ဟာဗုဒ္ဓဟူးသားသမီးများအတွက် မာရင်သူများထက်ပိုမာတတ်ပြီးညံ့ပြီးခေဆိုရင်လေသူများထက်ပိုညံ့နေတတ်ပါသည်။ အစားအသောက်တွေထဲမှာအရန်ငန်တဲ့အစားအစာတွေလျော့စားပါအေးလွန်းတဲ့အစားအစာတွေရေခဲရေတွေရှောင်ပါရေနဲ့နီးစပ်သောနေရာများမှာနေထိုင်မှုတွေဆင်ကျင်ပါသွေးအတက်ကျဖြစ်ခြင်းအေးအမိခြင်းအစာမကြေဖြစ်ခြင်းချောင်းဆိုးခြင်းအစာအိမ်စသည်များကိုဂရုစိုက်စေခြင်းပါတယ်။ကျန်းမာရေးရာအနေနဲ့နှင်းစီပန်းနှင့်နွားနို့များမကြမကြလှူဒန်းခြင်းဆေးဝါးတက်စာများလှူဒန်းခြင်းတားတက်လွတ်စားခြင်းမိမဲလှုပ်ခြင်းကုသိုလ်များကိုပြုလုပ်ပေးနိုင်ပါသည်။ ချစ်ရေယခုနှစ်ဗုဒ္ဓဟူးသားသမီးများရဲ့မြေတားရေးကဏ္ဍကတော့ကောင်းမွန်သော အခြေအနေမျိုးတွေနဲ့ကြုံကြရနိုင်ပါတယ်။အချစ်တက်ရှာဖွေနေသူများအတွက်ကတော့ယခုနှစ်ဟာမိမိထက်ငယ်ရွယ်ချောမောသူများနဲ့ဆုံတွေ့ရတတ်ပါတယ်။မြင့်မြတ်နိုးနိုးချစ်ရမယ့်သူမျိုးနဲ့တွေ့ဆုံရတတ်ပါတယ်။စစ်သူရေးသားရှိသူများဖို့နှစ်ဦးကြားအနက်ရောင်ပါသောအသုံးဆောင်ပစ္စည်းများလက်ဆောင်ပေးခြင်းကိုရှောင်ကြဉ်ရပါမယ်။စစ်သူရေးသားရှိတဲ့သူများအနေနဲ့ ကြာသာဝေးသားသမီးဗုဒ္ဓဟူးသားသမီးတနင်းငနေသားသမီးဖြစ်နေပါကအစင်မပြေမှုလေးတွေရောထွေးရှိနေတတ်ပါတယ်။တောက်ကြသားသမီးတနင်းလာသားသမီးဖြစ်နေပါကအစင်ပြေလိုက်မပြေလိုက်အခြေအနေမျိုးတွေနဲ့ကြုံရနိုင်ပါတယ်။ကျန်နေနယ်များကတော့အများစုအစဉ်ပြေနိုင်ကြပါလိမ့်မယ်။ယခုနှစ်ကာလမှာဗုဒ္ဓဟူးသားသမီးများရဲ့မြစ်တာရေးနဲ့ပတ်သက်ပြီးအနေဝေးစေနိုင်တဲ့ကံများတွေ့ရနိုင်ပါတယ်။ အလုတ်ကိစ္စကြောင့်ဖြစ်စေအခြားကဏ္ဍများကြောင့်ဖြစ်စေရုတ်တရက်အနေဝေးရတဲ့ကံမျိုးနဲ့ကြုံရနိုင်ပါတယ်မြစ်တာရေးနဲ့ပတ်သက်ပြီးရည်ရွယ်ချက်များတချို့တဝက်အကောင့်ထဲပေါ်နိုင်တဲ့အခြေအနေမျိုးနဲ့ကြုံကြရတတ်ပါတယ်ပုံစံအချင်းစရိုက်မတူညီသောအခြေအနေမျိုးလေးတွေရောထွေးပါလာတတ်တာကြောင့်ချစ်သူကြီးစားထားမယ်ဆိုရင်မိန်းကလေးများအနေဖြင့်အချိန်ယူပြီးမှလက်ခံသင့်ပါသည် ယခုနှစ်မှာဗုဒ္ဓဟူးသသမီးများအနေဖြင့်မေတ္တာရေးကိစ္စတွေမှာသတိပြုစရာတစ်ချက်ကစိတ်ခံစားလွယ်ပြီးအရွေးတိုက်တာမျိုးတွေကိုရှောင်ကျဉ်စင်ကျင်သင့်တယ်လို့တယူတန်ချင်းအတ္တကြီးချင်းကလည်းမေတ္တာရေးကိစ္စတွေမှာတာယာမှုကိုပြက်ပြားစေနိုင်ပါတယ်။အခြားကဏ္ဍများမှ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေများလာတဲ့အခါမျိုးမှာမေတ္တာရေးတွေမှာအထက်အငော့လေးတွေဝင်လာတတ်ပါတယ်။ တတ်နိုင်သမျှတစ်ဖက်ချစ်သူကမိမိအပေါ်နားလည်ပေးတီးခံလိုက်ရောမှုပေးတတ်တဲ့သူမျိုးဆိုရင်တော့ဒီနှစ်ဗုဒ္ဓဟူးသားသမီးများအတွက်မေတ္တာရေးကိစ္စတွေမှာအစဉ်ပြေချုံးမွေသောအနေအထားမျိုးကိုရရှိနိုင်မှာဖြစ်ပါသည်။အိမ်ဆောင်ရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများရဲ့အိမ်ဆောင်ရေးကံအနေအထားကတော့အများအားဖြင့် တာယာလာနိုင်သောကံအနေအခြေအနေမျိုးတွေနဲ့ကြုံကြရနိုင်ပါတယ်။နေအိမ်ကိုအဆောင်လက်ဖွဲ့ပစ္စည်းများပရင်းနှင့်ဆရာသမားတို့အယောင်များအဝင်မသိဂရုပြုရပါမယ်။အိမ်နောင်ဘက်နဲ့ပတ်သက်ပြီးအကျိုးခံစားရတာအထောက်ပံ့ရတာမျိုးတွေကြုံရနိုင်ပါသည်။ကွဲကွာနေသောအိမ်နောင်ဘက်များရှိနေရင်၎င်းတို့နဲ့ယခုနှစ်အဆက်အသွယ်ပြန်ရတတ်ပါသည်။ဆွေမျိုးနှိစက်ရာပေါင်းကူမှုကြောင့်ပြန်လည်ပေါင်းစည်းရတတ်သောကံအခြေအနေမျိုးကြုံတတ်ပါတယ်။ ဗုဒ္ဓဟူသားသမီးအများစုယခုနှစ်အိမ်တော်ရေးကဏ္ဍတွေမှာဗုဒ္ဓဟူသားသမီးတနင်္ဂနွေသားသမီးလေကောင်းလေးနဲ့များနှင့်အစင်မပြေဖြစ်လွယ်တက်ပါသည်။ကြာသမဘေးသားသမီးတနင်္လာသားသမီးနေနယ်တွေနဲ့ကတော့အစင်ပြေလိုက်မပြေလိုက်အခြေအနေမျိုးတွေကြုံကြရတတ်ပါတယ်။ကျန်နေနယ်တွေကတော့အများစုအစင်ပြေပါလိမ့်မယ်။ နေရာထိုင်းခင်းအွှေ့ပြောင်းကိစ္စတွေဖြစ်တတ်သောကာလဖြစ်နေတာကြောင့်မပြောင်းမဖြစ်သောအခြေအနေမျိုးတွေကြောင့်အိမ်နောင်ဘက်နဲ့ခိတ္တဝေးကွာရတဲ့အနေအထားတွေနဲ့ကြုံလာရတတ်ပါတယ်။ယခုနှစ်ကောဇာကံဟာဗုဒ္ဓဟူသားသမီးအများစုကံစားတာနှိမ်ပါနိုင်သောနှစ်ဖြစ်တာကြောင့်အိမ်နောင်ရေးမှာလည်းဘေးနောက်ဆက်ကမတိမတာဝင်ပါလာတတ်ပါတယ်။ထို့ကြောင့်အိမ်နောင်ရေးကိစ္စတွေမှာအိမ်နောင်ဘက်နဲ့မိမိကြားစိတ်ရှိပါအရွယ်တိုက်တာတယူတန်တာမျိုးတွေရှောင်ကျင်ပါ ို့မှသာအိမ်အောင်ရေးကံများကို ကောင်းမွန်အောင်ထိန်းသိမ်းနိုင်ကြပါလိမ့်မည်။ပညာရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးအများစုကပညာရေးကဏ္ဍမှာကံထောက်ပံ့ကောင်းများရတက်ကြပါတယ်။မိမိရဲ့လှုပ်ဆောင်နိုင်စွမ်းစူးစမ်းနိုင်စွမ်းတွေပေါ်လွင်တက်သောနှစ်ဖြစ်ပါတယ်။ဒီလိုစွမ်းနိုင်မှုတွေကရကူစွာရတက်တာမျိုးတော့မဟုတ်ပါစိတ်ပိုင်းဆိုင်ရာအစဉ်ပြေနေဖို့အဓိကလိုအပ်ပါတယ်။ အများစုကအရေးကြီးကိစ္စလှုပ်ဆောင်ခါနီးကာလများတွင်စိတ်နှောင့်ယှက်များဝင်လွယ်တတ်ပါတယ်ဒီလိုအခြေအနေတွေကနေစူးစမ်းယူရတဲ့အနေအထားမျိုးကြုံရနိုင်ပါတယ်အင်တာဗျူးကိစ္စသင်တန်းကိစ္စစာမေးပွဲကိစ္စလေ့လာသင်ယူရေးကိစ္စများအထောက်ပံ့ရဖို့အဖြူရောင်နှံ့သာရောင်များဝစ်စင်သင်ပါသည်အစိမ်းရောင်အနက်ရောင်အညိုရောင်များကတော့ပညာရေးကဏ္ဍမှာရှောင်ကျဉ်ရပါမည် ယခုနှစ်ဗုဒ္ဓဟူးသသမီးများပညာရေးကဏ္ဍမှာတတိပြုမဲ့တစ်ချက်ကအာယုံစူးဆိုင်မှုအားနည်းလာတတ်ပါတယ်။ကြက်ပီးသားစာများမေ့လွယ်တာမျိုးကြုံရတတ်တာကြောင့်အမြဲတမ်းတွေးပေးဖို့လိုအပ်သလို စိတ်တက်ပိုင်းဆိုင်ရာတက်ကြနေမှုရှိနေဖို့လည်းလိုအပ်ပါသည်။ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရန်များအယောင်ဆောင်ရန်အယောင်မှာနန်းသာရောင်အနီရောင်အနက်ရောင်တို့ဖြစ်ပါတယ်။ရှောင်ရန်ရောင်မှာအညိုရောင်အစိမ်းရောင်တို့ဖြစ်ပါတယ်။ အရသာဆောင်ရင်အရသာမှာအချိုးအချင်းဖန်တို့ဖြစ်ပါတယ်ရှောင်ရင်အရသာမှာအငံခါတို့ဖြစ်ပါတယ်အရက်မျက်နာကောင်းသောအရက်မှာမြောက်အရက်အရှိအရက်အရှိတောင်တို့ဖြစ်ပါတယ်သတိပြုရင်အရက်မှာအနောက်တောင်အရက်တောင်ရက်တို့ဖြစ်ပါတယ်နေများကောင်းသောနေများမှာတောက်ကြနေအင်္ဂါနေစနေနေတို့ဖြစ်ပါတယ်သတိပြုရင်နေများမှာတနင်္ဂနွေနေဖြစ်ပါတယ်ကနန်းများအကျိုးပေးသောကနန်းများမှာ6953တို့ဖြစ်ပါတယ် အကျိုးပေးသောကနန်းများမှာတရှိတို့ဖြစ်ပါれရရလာစဉ်အတီးထံဝင်ခြင်းတန်ရှင်းရေးကုသိုလ်များပြုလုပ်ခြင်းရွှေတင်ကန်းကတ်ခြင်းရေရင်းရေကန်တူးဖော်ခြင်းနေရာများတွင် ကုသိုလ်ပြုပေးတင်ပါသည်နေ့ယခုနှစ်အတွက်အဆောင်ရတနာအနေနဲ့မဟူရာပလဲဖြူစသည်တဲကအစဉ်ပြေရာကိုအဓိကသုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်းလူချစ်လူခင်ပေါ်များခြင်းလက်လာပါကြွယ်ဝခြင်းများရရှိပါမည် သုံးမိမိနည်းနဲ့လာပြေးလာွယ်ရဲ့များတွင်တာတက်လို့စားပါငါဖြစ်စေငှက်ဖြစ်စေတက်စေပေးမဲ့လွတ်ပါလူကြီးသူမများအားစေဝါဒက်စာများကုသိုလ်ပြုပါဘုဒ္ဓဟူသားသမီးများအားလုံးကိုစိတ်နှစ်ဖြာစံမာချမ်းသာကြပြီး ကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေဘုဒ္ဓဟူသားသမီးများအတွက်အကျိုးရှိပါကကိုမတ်မာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ အခက်ခဲတွေကိုဆရာထက်မြတ်အောင်နဲ့ဗေဒင်မင်းမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါထက်မြတ်အောင်မြမရိုးရဗေဒင်ပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်မြမရိုးရဗေဒင် Channel မှာ နာမည်ကြီးပြည်ရင်ဆရာများဤနေစဉ်ဟော့စတယ်များအပတ်စဉ်ဟော့စတယ်များလစဉ်ဟော့စတယ်များနှစ်စဉ်ဟော့စတယ်များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရများနှင့်ယတာတို့ကိုပါအချိန်နှင့်တပြေးညီတိကျသေးချာစွာတင်ဆက်ပေးနေလို့မြမရိုးရပြည်ရင် channel လေးကို subscribe လေးနှိပ်ပြီးအစ်စ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်။